်အားလုံးပဲမင်္ဂလာပါရှင် TikTok Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကသင်ဟာဗိုက်တာမင် D3 တောင်းနေတာလားဒါမှမဟုတ်တောက်ဖို့စဉ်းစားနေလားယနေ့မှာဗိုက်တာမင် D3 တောက်တဲ့သူတော်တော်များလာပါတယ်ဒါပေမဲ့လူတိုင်းတော်တကယ်လိုအပ်ပါသလားမလိုအပ်ဘဲနဲ့တောက်မယ်ဆိုရင်ဘာတွေဖြစ်နိုင်တယ်လဲမလိုအပ်ဘဲနဲ့တောက်မယ်ဆိုရင်ခန္ဓာကိုယ်ကိုကုညီမဲ့အစာအန္တရာယ်ဖြစ်နိုင်ပါတယ် ဒီနေ့ဗီဒီယိုမှာတော့ဗီတာမင် D3 အကြောင်းကိုအထူးသဖြင့်မြန်မာပြည်ရဲ့လက်ရှိအခြေအနေနဲ့အညီတည်တင်တဲ့အရာတွေအကုန်ပြောပြပေးသွားပါမယ်။ပထမဦးစွာဗီတာမင် D3 ဆိုတာပါလေတဲ့။ဗီတာမင် D3 ကို Cholecalciferol လို့လည်းခေါ်ပါတယ်။တကယ်တော့ဗီတာမင် D ဟာ fat soluble ဗီတာမင်တစ်ခုဖြစ်ပြီး D2 နဲ့ D3 ဆိုပြီးနှစ်မျိုးရှိပါတယ်။ D3 ကတော့နေရဲကရတဲ့ဗိုက်တာမင်ဖြစ်တာကြောင့်အရန်အရေးကြီးပါတယ်။ဒါကြောင့်နေမကပဲကယ်ဆီယံစုပ်ယူနိုင်ဖို့အယိုးလဲကြံ့စေဖို့အာနေခြင်းမောပန်းခြင်းခန္ဓာကိုယ်စနစ်တွေအလုံးမလုံးတာတွေကိုတောင်ကောင်းမွန်စေနိုင်ပါတယ်။အ धिक အားဖြင့်နေအောင်ကြီးကနေတဘာဝအတိုင်းရနိုင်ပါတယ်။ဆက်လက်ပြီးဗိုက်တာမင် D3 ကိုဘာရီအတွက်တောက်တာလဲဆိုတာပြောပြပေးသွားပါမယ်။ အခုလက်ရှိမှာဗိုက်တာမင် D3 ဘာကြောင့်ခက်စားလာနေလဲဆိုတော့နေရောင်ထဲသို့မထွက်တဲ့သူများလာပြီးကိုဗစ်နောက်ပိုင်းမှာအားနည်းမှုတွေ immune system ပိုမိုကောင်းစေခြင်းတဲ့သူများလာပါတယ် TikTok YouTube video တွေမှာ D3 တောက်ပြီးအားပြန်ရပြီဆိုတဲ့အကြောင်းတွေလည်းလူပြောများလာကြပါတယ်ဆရာဝန်တချို့ကလည်းအနည်းငယ်တောက်ဖို့အကြံပြုလာပါတယ်တီးတင်တာကတော့ဒီဟာက supplement တစ်ခုပါ တာမန်အစားစာနဲ့နေတဲ့ကရနိုင်တဲ့အရာတစ်ခုပါပဲအဲ့ဒါကြောင့်တတိထားပြီးတောက်ကြဖို့လဲပြောကြလိုပါတယ် D3 ကခန္ဓာကိုယ်မှာဘာတွေလုပ်ပေးလဲတဲ့ D3 ဟာ body system ထဲမှာများပြတဲ့အလုပ်လုပ်တယ်ဥပမာအနည်းနဲ့ပြောရမယ်ဆိုရင် calcium နဲ့ phosphorus ကိုစုပ်ယူရမှာအဓိကပါဝင်တယ်အရိုးတွေကိုတည်ငြိမ်စေတယ် osteoporosis ကို ကာကွယ်တယ် မိုးခြင်းအားနေခြင်းတွေညော့သွားတယ်။အယိုးပြက်ခြင်းအသက်ကြီးလာတဲ့အချိန်မှာခြိချော်လဲတာတွေမဖြစ်အောင်ကာကွယ်တယ်။ Immune system ကိုတောင်ကောင်းစေပါတယ်။ဥပမာယာရီတုပ်ကွေးဖြစ်ခြင်းမှာလည်းကာကွယ်ပေးပါတယ်။ဒါ့ပြင်ခန္ဓာကိုယ်ထဲမှာ D3 များသွားရင်လည်းအန်ဒီရဲ့ကြီးပါတယ်နော်။ဆလပီမလို့အပဲတောက်ရင်ဘာဖြစ်နိုင်လဲဆိုတာပြောပြပေးသွားပါမယ်။ မလိုအပ်ဘဲနဲ့ဗိုက်တာမင် D3 တောင်းမယ်ဆိုရင်တတိထားဖို့အရေးကြီးပါတယ်။ D3 များသောရင် hypervitaminosis D ဖြစ်တတ်ပါတယ်။လက္ခဏာတွေကတော့ခေါင်းကိုက်မယ်။ ON buyout သွေးထဲကနေကယ်ဆီယမ်များလာခြင်း၊ကြောက်ကန်းအသေးတို့မှာကြောက်ဖြစ်တတ်တယ်။အသေးနဲ့နှလုံးမှာကယ်ဆီယမ်တင်သွင်းခြင်းလည်းဖြစ်နိုင်ပါတယ်။ပထမဦးစွာ blood test မလုပ်ဘဲ နေမထွက်ဘူးလို့ဒါတန်တရားနဲ့တောက်လိုက်တာဘလို့ဖြစ်မလဲဆိုတာကိုထင်မြင်ချက်လေးပြောပြပေးတော့ပါအောင်နော်ဆက်လက်ပြီးဘဒူရီတောက်တယ်လဲဘဒူရီအတွက်မတင့်တော်ဘူးလဲဆိုတာကိုပြောပြပေးတော့ပါမယ်အဲ့ဒီတော့ဒီ3ကိုမိမိလိုအပ်မှာဒါတောက်တယ်ပါတယ်တောက်တဲ့သူတွေကတော့အမြဲအိမ်ထဲမှာနေတဲ့သူတွေ sunlight exposure နေတဲ့သူအသက်60ကျော်တဲ့သူကိုဝင်ရှိသူဆရာဝန်ပြပြီးမှဒါတောက်ပါ D3 deficiency သွေးစစ်ပြပြီးမှရတဲ့သူ ချို့တိမ်မှုကြောင့် muscle pain ဘုံပိန်ဖြစ်နေရသူတောက်တဲ့မှာမဟုတ်တဲ့သူတွေကတော့နေရဲထွက်နေသူအသက်ငယ်သူများအစားအစာကနေ vitamin D အလုံးလောက်ရသူအဓိကကတော့ blood tests မရှိဘဲနဲ့တောက်စီရမလိုပါဘူးနော်ဆရာဝန်နဲ့တိုင်ပင်ပြီးမှတောက်ပါဆလဘီ D3 ကိုဘလို့တောက်ရမလဲ dose နဲ့ပြောပြပေးတော့ပါမယ် D3 ကိုတနည်း800 IU မှ2000 IU ဒီတောက်လို့ရပါတယ်။ကလေးတွေကတော့400နဲ့600ဒီတောက်နိုင်ပြီ။လူကြီးတွေက800နဲ့1000 IU ။ကိုဝင်ရှိသူ အသက်ကြီးသူတွေက2000 IU နားဒီတောက်ဖို့လိုအပ်ပါတယ်။လာတဲ့ပုံစံတွေက soft gel, capsule, spray လာတယ်၊ tablet လာတယ်၊ injection လာပါတယ်။ဒါပေမဲ့ injection ကိုကိုယ်တိုင်မလုပ်ပါနဲ့။ ။တတိထားမယ့်အချက်ကမိမိလိုအပ်ချက်နဲ့ဒိုးစတေတူညီဖို့ဆရာဝန်ခွင့်ပြုချက်တို့မဟုတ်ဆရာဝန်အကြံပြုတဲ့အတိုင်းသာတောက်ပါနော်။နောက်ဆုံးအနေနဲ့အခုဆိုရင်ဗိုက်တာမင် D3 ကိုသင်သိသွားပြီ။ဗိုက်တာမင် D3 ဆိုတာဘာလဲ။ဘယ်တော့တောက်ရတာလဲ။မလို့အပဲတောင်းဝင်ပါဖြစ်နိုင်လေဘသူတောက်တဲ့လဲအဲ့အရာအလုံးကိုတေတေချာချာအပေါ်မှာပြောပြပေးသွားပြီးပါပြီ ဒီဗီဒီယိုနေကနေတင်တယောက်ချင်းစီကမိမိခန္ဓာကိုယ်အတွက်တာဝန်ယူပြီးဆရာဝန်နဲ့တိုင်ပင်မိမှတာဆပ်ပလီမန့်တစ်ခုတုံးဖို့စဉ်းစားတင်ပါတယ်လို့အကြံပြုရင်းနဲ့ဒီနေ့အတွက်ဒီမှာပဲရည်နာလိုက်ပါရစေရှင်။